အမျိုးများအလုံးမင်္ဂလာပါဗျာဒီနေ့ဟာ၈ရက်၁၇လပိုင်း2025ဖြစ်ပါတယ်ဗျာဒီနေ့မျိုးတွေကိုမပြောချင်တယ်လဲဆိုလို့ရှင်ဗန်းလေးတိုင်းရဲ့မင်္ဂလာတစင်းများကိုလည်းပြောကြမှာဖြစ်ပါတယ်ဗျာတမတော်ချင်းတမတော်ဝိုင်းနဲ့တူရောတမတော်ချင်းမြန်နိုးသူများအားလုံးရောငြိမ်းချမ်းမှုအေးချမ်းမှုလိုလားတဲ့ပြည်သူများအားလုံးရောခြားပြမှာဖြစ်ပါတယ်ဗျာ ပထမဦးဆုံးဆိုတာဖြင့်နထိုးကြီးအကြောင်းကိုပဲပြောပါမယ်နထိုးကြီးမျိုးဟိုစွန့်ခွာပြီးထွက်ပြေးထွက်ပြေးနေကြတယ်เนาะစစ်ဘေးရှောင်များပေါ့အားလုံးနထိုးကြီးကိုပြန်လို့ရပါကြနထိုးကြီးကိုပြန်တဲ့အခါမှာလည်းအခက်အခဲရှိတယ်ဆိုရင်ဦးစင်းကိုလည်းဆက်တွေ့လို့ရပါတယ်เนาะဆက်တွေ့လို့ရပါတယ်နထိုးကြီးမှဆိုလို့ရှိရင်တပ်မတော်ကတရားဂိုင်တော့အုပ်ချုပ်ထားလိုက်ပါပြတရားဂိုင်တော့အကြမ်းဖက်တမျိုးကိုနှိမ်နှင်းထားခြင်းဖြစ်ပါတယ်ဗျာเนาะအဲ့တော့နထိုးကြီးမှရှိတဲ့ပြူဝမှုကလည်း ဒါပြည်သူများအားလုံးကိုခေါ်ပြီးမှအေးစစ်စစ်လာနေဖို့အေးစစ်စစ်နေဖို့ကိုလိုကိုလိုဖို့ကိုအိမ်ကိုမနေကြာရင်ပြည့်စည်တတ်တယ်ဆိုတော့အကြောင်းလေးတွေပြည်သူတွေကိုလည်းစီယုံရင်ဟောပြည်သူတွေကိုလည်းစီယုံရင်လေးပါလေဆင်းတယ်ပေါ့ဗျာဆင်းပြီးမှပြည်သူတွေစီယုံရင်ဆင်းတယ်ဆိုတာကတော့တမတော်အတွက်ဟုတ်ပါဘူးအတူတူပြည်သူတွေအတွက်ပါနော်တမတော်ရာမိတမတော်ရာအဖဆိုတဲ့အတိုင်းပဲပြည်သူတွေအိုးမဲ့အိုးအိမ်ပြည်အိုးအိမ်မဲ့ပြည်အမျိုးလို့ဆွန့်ခွာထွက်ပြေးနေရတာကိုရေရှည်မှာပြေးနေရတော့နော်နေရတာအခက်ခဲတော့ ဘယ်လိုပဲဖြစ်ဖြစ်ဗျာကို့ data ကို့ရွာကိုပဲကို့နေချင်တယ်ကို့မြို့ကိုပဲကို့နေချင်တယ်ကို့မြို့ကို့ data ကိုစွန့်ခွာပြီးဘယ်သူမှမရှောင်ရင်ကြဘူးမဖြစ်လို့ဒါရှောင်မဖြစ်လို့ဒါရှောင်သိမ်းနေကြရတာပါနော်ဒါကြောင့်မို့လို့ကို့မြို့ကို့ data ကိုရွာမှုကြီးကလူကိုယ်တိုင်မဲ့အိမ်နေတိန်ပြီးတိန်ဆင်းသက်ပြီးမှရှိတဲ့အိမ်လေးတွေလာတဲ့လူတွေကိုစီယုံပြီးမှအိမ်ကိုပြန်နေကိုဖိတ်ခေါ်နေခြင်းဖြစ်ပါလေဗျာနော်ဖိတ်ခေါ်နေခြင်းဖြစ်ပါလေဒါကြောင့်မို့လို့ဥစဉ်ကလည်းနှစ်ထိုးကြီးမှရှိတဲ့ ဒီပြေချောင်ပြည်သူများအားလုံးလည်းကိုယ့်အိမ်ကိုကိုပြန်လို့ရပါပြီကိုယ့်အိမ်ကိုကိုနေလို့ရပါပြီเนาะအဲ့တော့ကိုယ့်အိမ်ကိုပြန်လာကြပါကိုယ့်အိမ်ကိုပြန်နေကြပါလို့ပဲဦးစင်းအနေနဲ့ဖိတ်ခေါ်ပါတယ်ဗျယူဝမှုကြီးကိုစားရောတိုက်မှုကြီးရဲ့ကိုစားရောပေါ့ရောအားလုံးတက်မတော်မီတာတက်မတော်ရားတွေရဲ့ကိုစားရောပေါ့เนาะအဲ့တော့အေဂျင့်နေပြီလို့ပဲပြောလို့ရပါတယ်ဗျเนาะဦးစင်းလည်းဒီရက်ထဲအားတဲ့အခါဦးစင်းကိုလည်းဒါဟိုဒီအောင်ပွဲရတက်မတော်ရားတွေပလာစားတွေရဲတွေပေါ့အကုန်လုံးနိုင်ငံဝန်တန်းကောင်ပါရမီရှင်သူရဲကောင်းတွေအတွက်ကို ဦးစင်းလည်းတွားရောက်ပြီးလှူဒန်းပေးမှာလိုအပ်ထားလေးတွေကိုတတ်နိုင်နေမှာကိုစွန့်နိုင်နေမှာလေးတွားရောက်လှူဒန်းမှာဖြစ်ပါတယ်ဗျာနော်တွားရောက်လှူဒန်းမှာဖြစ်ပါတယ်ဒါတွေကိုကြိုတိလို့ပဲဟုတ်လားထញ្ញက်ခဲကျင်နေတဲ့မိုက်ခဲလားမိုက်မိုက်ခဲလားမိုက်ခဲလားတော့မတူဘူးမိုးကုံမှာလေးကိုဟုတ်လားအဝတ်အစားကောင်းကောင်းနဲ့စိန်ခန်းနေတယ်ဆိုတော့လေအလုံးလေမြင်တဲ့အတိုင်းပါဗျာနော်နထိုးကြီးမိုက်ခေကဘာကြောင့်မိုးကုတ်ကိုရောက်သွားတာလဲဆိုတာကိုလည်းသဘောပေါက်ဖို့လိုပါတယ်ဗျာနော်သဘောပေါက်ဖို့လိုပါတယ် ဒါလည်းနှထိုးကြီးမှာရှိတဲ့ပြည်သူတွေဟိုဟာပေါ့နော်သူစင်းတို့ရေရချိုမှာရေရချိုမှာဖြစ်တော့ဟုတ်လားအဖွားကြီးကမီဒီယာခေါင်းဆောင်ကိုကျွေးတယ်တဲ့ဘလို့ကျွေးတဲ့ခါမှာဘလို့အစားကျွေးလဲဆိုတော့ငါသာစစစမင်းတို့မှာတဏ္ဍကြီးထိုင်ပြီးပြေးရတာဆိုတော့တဲ့ဟိုမှာမီဒီယာခေါင်းဆောင်မှာအစားပဲအောက်ချမလို့လို့နှွင့်ပြရတော့အဖွားကြီးအသက်80ကျော်ကျော်အဖွားကြီးပဲဆဲရမလို့လို့ဟုတ်လားသူကလေစစ်ကြောင်းလာလို့ရှင်တဏ္ဍထိုင်ပြီးပြေးရတော့မင်းတို့မှာလေးကြီးနဲ့ပြေးရတာပေါ့ အဲ့တော့မောဘာဒါစအားရှိအောင်စထားဆိုတာဘွားကြီးကတော့ယောဂိုင်နဲ့ပြောတာပေါ့ဗျာနော်ဟိုယောဂိုင်နဲ့ပြောတာပါဒါကတော့ဒါဖြစ်ရမှန်လေးပေါ့အခုလည်းအဲ့လိုပဲဟုတ်လားမိုက်ခဲဆိုတဲ့ကောင်ကတော့ဘုဂုတ်ကြီးပြေးသွားတာဘုဂုတ်တိုင်းဘယ်ပြေးမလို့တော့မတည်ဘူးဗျာနော်အဲ့တော့မိုက်ခဲကစတော့မြင်းကြောင်တိတ်မယ်လေးနထိုးကြီးကိုတိတ်မယ်လေးဘာလို့ပြပြညာလို့ပြမယ်လေးဟုတ်လားအခုကျတော့လည်းဘုဂုတ်ရောက်သွားဆိုအဲ့တော့ခင်ဗျတော်လိုင်းတဘောပေါ့ပေါ့ဗျာတဘောပေါ့ပြည်သူများအားလို့ဒါလေးကိုလည်းဦးစင်အားဒါ message ပေးနေတာပါဗျာနော်ပြည်သူရဲ့အကောင့်ထဲကိုရိုက်ထည့်နေတာနော် အဲ့လိုပါပဲဗျာနော်တို့ကအပြည့်တန်နေဗျာနော်ဒါကတော့မန္တလေးနထိုးကြီးရဲ့အကြောင်းဖြစ်ပါလေဗျာနော်အဲ့တော့နောက်ဒုတိယအချက်ကတော့မန္တလေးမြို့သူမြို့သားများအားလုံးနဲ့ဆယ်ကြီးကိုအကြောင်းပြုပြီးမှနော်ဆယ်မန္တလေးမန္တလေးမရရဆယ်တော်ကြီးကိုဒီလောင်ကကြီးကိုအကြောင်းပြုပြီးမှဒီရေကိုလှုပ်ရှားကင်စားနေရတဲ့ဒီစံစဘာတစ်စဘာတွေပေါ်ပြအဆုံးပေါ်စိုက်ပျိုးရေးအကုန်လုံးပေါ့နော်။သားနေရတဲ့ပြည်သူများအားလုံး ဒီနှစ်ကတော့ခင်ဗျားတို့တရားခိုင်လုံးပျော်လို့ရပါပြီဗျာเนาะတိုင်းမှုတကြီးอ่ะခင်ဗျားတို့ပြည်သူတွေကိုစိတ်ချမ်းသာမှုတစ်ခုဒါလက်ဆောင်ကြီးကြီးပြည်သူတွေကိုစိတ်ချမ်းသာမှုအပြည့်အဝပေးလိုက်တယ်လို့ပဲပေးလိုက်တာပေါ့ဗျာเนาะအဲ့တော့ဆယ်တော်ကြီးကိုလည်းတက်မတော်ကနေတရားခိုင်လုံးခိုင်တော်ပါတရားခိုင်လုံးအုပ်ချုပ်တော်ပါပြီမနေ့ကဆယ်တော်ကြီးကအကျန်းဖက်တွေရှိတဲ့အတွက်ကြောင့်အကျန်းဖက်တွေရှိတဲ့အတွက်ကြောင့်ဒီလိုတွေမှာလဲဒါဟိုလဲရမှာရေလိုချင်တဲ့အတိုင်းတောင်ရေမရကြဘူးเนาะရေမရကြဘူးရေမရတော့အခက်အခဲတွေတွေ့ကြတယ် အဲ့တော့စဘာထွက်နှုံးတွေမကောင်းတယ်လို့စဘာတွေလည်းပျက်စီးကြတယ်စိုက်ပျိုးရေးတွေလည်းပျက်စီးကြတယ်ဆိုတာလည်းဥစဉ်တို့ဒီဆိုတာတတ်နိုင်တယ်များတော့မနစ်ကလည်းဒါတော့เนาะအကုန်လုံးကပတ္တာမန္တလေးမှာဆိုလို့ရှိရင်တမလို့ရာတွေရောရဲတွေရောပြည်သူစစ်တွေရောသူပေါင်းပြီးမှသွားနိုင်တယ်များတော့ဒါလုတ်ခဲ့ကြတာပါလေဒါเนาะဒီကလုတ်ခဲ့ကြတာပဲဒီနှစ်မှာတော့ဒါပို့ပြီးမှဒါဆယ်တော်ကြီးတို့ဒါဆယ်တော်ကြီးရဲ့ရေကိုเนาะစိုက်ပျိုးရေးအတွက် အပြည့်အဝတုံးချလို့ရပါပြီဗျအပြည့်အဝတုံးလို့ရပါပြီဗျเนาะအဲ့တော့ဗာပြည်သူတွေကိုစားလဲဦးစင်းအောင်ကျေးဇူးတင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်ဒါနိုင်ငံလူရဲကောင်ပါရမီရှင်လူရဲကောင်များအားလုံးတကယ်ကိုကျေးဇူးတင်ပါတယ်ဗျာနော်ဗာပြောပြောတိုင်းမူကြီးတက်တကွာတိုင်းမူကြီးအားလုံးရှိတဲ့တပ်တော်ရာအားလုံးလည်းပြည်သူကိုစားတာဦးစင်းတော့ကျေးဇူးတင်ရမှာဗျာနော်အဲ့တော့ခင်ဗျားတို့ဒီဆယ်ကြီးကိုမိနစ်ကမယူနိုင်ဘူးလားဆိုယူလို့ရပါတယ်ဗာဖြစ်လို့လို့ဆိုဆယ်ကြီးကိုလူတို့တွေကမိုင်းနေထောင်ထားတယ်အကုန်လုံးထောင်ထားတယ် ။တမတော်ဘာနေဟုံတိုင်းတိုင်းလုံးလိုက်မယ်ဆိုလို့ရှိရင်10ပေါက်သွားမယ်10ပေါက်သွားလို့ရှိရင်မန္တလေးမြို့ကြီးမှာလည်းရင်စီမယ်မရေယာမှာလည်းပြည်သူတွေလည်းရေရဲ့ဒုက္ခတွေကိုအလူလဲခံရမှာဖြစ်ပါတယ်ဗျာနော်။အဲ့တော့အဲ့လိုမဖြစ်အောင်တမတော်ဒီထိနေနေတိတ်နဲ့လုတ်ခရတာဖြစ်တဲ့ကြောင့်ငါချင်းကြံသွားတယ်ကြာသွားတယ်ပေါ့ဗျာနော်မလိုအပ်တဲ့ဒီလိုနေနေတော့ဒုက္ခလေးတွေ့သွားတယ်ပေါ့ဗျာရေဒုက္ခနေနေတွေ့ပါဒီညကတော့တမတော်ဒီဒါအထီးအကိုက်အ ਨੇ ဆုံးဖြစ်အောင်အကျန်းဖက်ကိုဒီမိုင်းနေကိုလည်းရှင်းလင်းရတာဒီကြောင့် ဆယ်ကျို့အောင်မိုင်းထောင်ခဲ့တဲ့မိုင်းတွေကိုရှင်းလင်းရတာတကြောင်းအကျန်းဖက်တွေရှင်းလင်းရတာကလည်းတကြောင်းရှင်းလင်းရခါမှဆယ်ကြီးကျို့ပေါက်သွားမှဖြစ်မှာလည်းတကြောင်းဆိုပြီးမှထိန်းတိန်တိန်နဲ့ရှင်းလင်းရတဲ့အတွက်ကြောင့်နည်းနည်းတော့ကြာသွားတာပေါ့ဗျာနော်အဲ့တော့ဘာပြောပြောတတ်မတော်ပါဒါအောင်မြင်သွားပါလိမ့်ဗျာနော်ဒါမှမဟုတ်ဒီပြည်သူအတွက်ဒါလှုပ်ဆောင်နေရဆိုတာလေခင်ဗျားတို့ပြည်သူအားလုံးဒါလောက်ဆိုရင်တော့သဘောပေါက်တယ်ပါဗျာနော်။ဒီကြားထဲမှာပဲတစ်ဆက်ထဲမှာပဲစင်ကူးတို့ဒီလမကုံခင်မှာစင်ကူးပြည်သူတွေစင်ကူးကိုပြန်ရမယ်လို့တရားခိုင်တော့ဥစဉ်ယုံကြည်ပါတယ်ဗျာနော်။ စင်ကူကိုလည်းတမတော်ဟာဒါထိုးစစ်ထိုးစစ်ကတော့စနေပေါ့ဗျာလှုပ်ဆောင်နေပေါ့နော်တမတော်စင်ကူလက်ပံလားဇေယခွင်အကုန်လုံးအကုန်လုံးတော်ကြောလုံးကိုဒါထဲခိုဘက်ညက်ဒီဘက်ညက်လက်ယူတော့မယ်ပေါ့ဗျာယူတော့မယ်ပေါ့နော်စင်ကူပြည်သူကြီးလည်းဒါတော့တိတိနဲ့လောက်တော့တိလောက်ပြီးလို့ထင်ပါတယ်ဗျာနော်အဲ့တော့ PDF ဒီဟာဒေဝုနဲ့တူတဲ့မိုးကုတ်ကြီးကိုပဲစုရင်တော့ဒါအတိုင်းထက်ဝန်းတာတယ်လို့ပဲပြောရပါဘူးကွာနော်အဲ့ဒီမှာပဲစုပြီးမှတူနဲ့တူ ကြည်ကြည်နုံနုံနေကြပေါ့ဗျာเนาะနေကြပေါ့ဟွာ2021ကတန်ဝိုးတွေတန်ခွက်တွေခောက်ခဲ့တယ်အခုအတိတ်နမိတ်ကတော့မကောင်းတော့တာတော့အမှန်ပဲဗျာဘာလို့မကောင်းတာလဲဆိုတော့အခုမိုးကုတ်ပြည်သူတွေကပေါ့မိုးကုတ်အချမ်းဖက်အာပီပြည်သူတွေကဟုတ်လားခွက်တွေခောက်ကြတယ်တန်ဝိုးကံခွက်တွေခောက်ကြတယ်တန်ဝိုးတန်ခွက်တွေခောက်အဲ့ဒီမှာရှိတာကအချမ်းဖက်တွေပဲရှိကြတာအချမ်းဖက်တွေပဲရှိတာ DNA ပလောင်နေနဲ့ PDA အချမ်းဖက်တွေပဲရှိတာအဲ့တော့ဘာရွေးချက်နဲ့ခောက်တယ်ဆိုတော့ကျော်လည်းမပြောတတ်ဘူးကောဗျာနော် အတေကတော့ဒီခွက်ခောက်တယ်ဆိုတာတစေတရေတွေကိုဒါမောင်းထုတ်တော့မှတေးကြတယ်ဗျ။เนาะအဲ့တော့ခွေးပြေးဝက်ပြေးပြေးရတော့မှလည်းတေးကြတယ်ဗျ။ဒီဒီအဲ့ဒီမိုးကုတ်မှာဆိုလို့ရှိရင်တစေတရေရောတရေတွေရောဒါပြင့်ညက်လို့နေပြီဗျ။အဲ့တစေတရေတွေ PDF တွေနေစင်နေမှတေးပြေးနေရတာဒီအနေတက်လို့တရားနဲ့ဗန်းတရားအများကြီးမြောက်သွားတော့ဗျာเนาะဝိုင်းတွဲနဲ့မိရနဲ့လက်နဲ့ကြည်စာမိရတာနဲ့အများကြီးပဲ။အဲ့တော့အတိတ်နေမိကတော့မောင်းထုတ်နေပါပြီဗျာ။เนาะမောင်းထုတ်နေပါပြီ။ မိုးကုတ်တို့မိုးမိတ်တို့ကိုရပြီးလို့ရှိရင်ချမ်းပြည်နယ်မြောင်ပိုင်းကအေးချမ်းမှုအပြည့်အဝရသွားပြီလို့တုံ့တက်လို့ရပါတယ်ဗျာနော်အေးချမ်းမှုတုံ့တက်ရဒါကြောင့်ဥစဉ်တော့ရွေးကောက်ပွဲကိုလည်းထောက်ခံအားပေးတယ်လို့ဖြစ်ပါတယ်ဗျာဘာဖြစ်လို့လဲရွေးကောက်ပွဲအောင်မြင်သွားလို့ရှိရင်ရွေးကောက်ပွဲလွတ်တော်ထဲမှာထိုင်နေတဲ့သူတွေကစီးရမှာလည်းပြောစရာမလိုစီးဝါးရေးရမှာလည်းပြောစရာမလိုလူမှုဆက်ဆံရေးမှာလည်းပြောစရာမလိုအရေးရှင်းရှိတဲ့လူတွေတိုင်းလွတ်တော်ကြီးထဲမှာရောက်မှာဖြစ်တဲ့အတွက်ကြောင့်ဥစဉ်တော့ကရွေးကောက်ပွဲကိုတခဏတည်းအားပေးတာဖြစ်တယ်လို့ ိုနှစ်တက်တဲ့အကြောင်းတမိုင်းကိုတိတဲ့အလွတ်တော်အမတ်တွေရဲ့အကြောင်းကိုလည်းဒီနေ့ဒီနေ့မှာတဦးချင်းတဦးချင်းကိုဒါဦးစင်းတို့ကချပြနေခြင်းဖြစ်ပါလိမ့်မယ်နော်မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းတော်မှာဖြစ်ပါလိမ့်မယ်မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းတော်မှာဖြစ်ပါလိမ့်ဗျပြည်သူများအားလုံးလည်းအကြံဖက်အန်နေရဲ့ဘေးမှာကင်းဝေးကြပါစေလို့ကောက်ကူတော်ဆုတောင်းမေတ္တာပို့တာလိုက်ပါလိမ့်ဗျ